မင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီချက်ကလေ basic level ပုံစံ paragraph လေးနဲ့ဒီအကြောင်းအရာကိုပဲရေးထားပြီးတော့ level ပုံမြင့်တယ်လို့အထင်ခံရစေပြီးတော့အမှတ်ပိုရနိုင်တဲ့ paragraph လေးနှစ်ခုကိုနှိုင်းယှဉ်ပြမှာဖြစ်ပါတယ်နှိုင်းယှဉ်ပြပြီးရင်လည်းကိုယ်တိုင်းလိုက်ရေးလို့ရအောင် exercise လေးထည့်ထားပေးတယ်ရှင်ကဲဒါဆိုစကြည့်ရအောင် အင်းဆုံးတချို့ grammar mistake တွေ spelling errors တွေမပါပြင်မဲ့တချို့ sentence အဖြစ်အရန်ယူရှင်းပြီးတော့အမှတ်နည်းနည်းပဲရနိုင်မယ်ဆိုရေးစာပိုက်မျိုးအဲဒါကိုတချို့လေ့လာကြည့်ရအောင်အမှားတွေပါလို့လား no အမှားတွေမပါဘူးဒါပေမဲ့အဓိကကတော့ဒါ study လုပ်ကြည့်ပါ sentence structure ဒီအကုန်လုံးဒီ simple ဖြစ်နေတယ်ဝါကြတူတူလေးတွေကိုပဲသွားထားပေးတယ် sentence structure ကစားထားတာမျိုးမရှိဘူး sentence structure ဟိုပြောင်းလဲထားတဲ့ပုံစံမျိုးမရှိဘူးဒီအတွက်ကြောင့်ပဲဒါဒီတချို့ဟို မှတ်ပေးမယ်ဆိုရင် probably ၄မှတ်၅မှတ်ရနိုင်တဲ့ paragraph မျိုးဖြစ်တယ်အမှမပါတာတော့မနော်ဒါဒီ sentence structure အရေးကြီးမှုဖြစ်တယ်ဒီ paragraph paragraph လေးမှာဆိုရင်ဒီချက်တို့မှာအဓိက sentence structure အားဖြင့်ဆိုရင်တော့ပုံများတယ်သူက sentence structure 14ချောင်းလောက်ပါမယ် sentence 14ချောင်းလောက်ပါမယ်ဒီချက်တို့စကလုံးစုစုပေါင်း86ဝန်းကျင်လောက်ရှိထားပါတယ်ကဲဒါဆိုရင်နောက်ထပ်အဲ့ဒီအကြောင်းအရာကိုပဲဒီချက်တို့ရေးမယ်နောက်ထပ်ဘယ်လိုမျိုးလေးရေးရင်အမှတ်ကိုရမလဲကြီးကြီးရအောင်ရှင်း ကဲဒါလိုမျိုးလေးပေါ့ပို့ပြီးတော့ကြည့်လိုက်ရင်တော့တချို့တို့ပို့တူသွားတယ်ဒီအပိုက်ကလေးကပို့တူသွားတယ်လို့ထင်ရပေမဲ့ဒီဒုတိယမြောက် paragraph ထဲမှာဆိုရင်တချို့တို့ sentence အားဖြင့်လေပို့ပြီးတော့နေသွားတယ် sentence ၄ချောင်းပဲပါတယ်ဒါပေမဲ့အဲ့၄ချောင်းလုံးမှာ simple ပါတယ် compound ပါတယ် complex ပါတယ်မတူညီတဲ့ပုံစံမျိုးလေးနဲ့ sentence လေးတွေကိုကစားထားတယ်စကားလုံးလေးတွေလည်းပို့နေသွားတယ်တနည်းအားဖြင့်ပို့ပြီးတော့ကြစ်လစ်သွားတဲ့သဘောဒီမှာပါတဲ့ information မှာဒီဘက်ချမ်းမှာဖြုတ်ချထားတယ်ဆိုတာမျိုးမရှိဘူးအဓိကကဘယ်လိုပေါင်းစည်းရေးမလဲအဲဒါမျိုးပို့ပြီးကြစ်လစ်သွားတဲ့သဘောဖြစ် ပါတယ်ဒါဆိုတချို့တို့ access တွေရေးတဲ့အခါမှာ paragraph တွေတိစောက်တဲ့အခါမှာချစ်ချစ်လင်းလင်းနဲ့ information ကိုတင်ပြနိုင်ပြီးတော့ information ပြည့်စုံနေ sentence structure ပို့ပြီးစမ်းပြတာတွေကပိုမှတ်ရနိုင်တာဖြစ်တယ်ရှင် for example ဒီမှာဆိုမလို့အပဲဝကြလေးတွေခွဲထားတာရှိတယ် for example i was walking on stand street အဲဒါတကြောင် and i was in front of the bank အဲဒါတကြောင်အဲ့ဒါကိုမှတချို့တို့က information ပေါင်းလိုက်လို့ရနေတာပဲเนาะနေရာလေးနဲ့တချို့တို့ in front of the bank အဲဒါဆိုနှစ်ခုလုံးပေါင်းချပလိုက်တယ်ရှင်ကဲပြီးတော့ဒီမှာဆိုဒ တိယမြောက် sentence တွေမှာပုံမှန်အားဖြင့်တချို့တို့ဒါ subjects နဲ့မစကျင်တဲ့အတွက်ကြောင့်မလို့ sentence နဲ့ intro လေးကိုတမျိုးလေးဖြစ်သွားအောင်လို့တချို့တို့ ly နဲ့စုံတဲ့ add part လေးကိုရှေ့ဆုံးလေးပို့လိုက်တယ်ပြီးတော့ဝါကျလေးကိုဆက်ဆက်ပြီးတော့ရေးသွားလိုက်တယ်ဒါဆိုဝါကျ structure intro လေးကိုတချို့တို့စထားတာဖြစ်တယ်ရှင်နော် intro လေးကိုတမျိုးလေးပြောင်းလဲဖြစ်အောင်လုပ်လိုက်တဲ့သဘောလေးပေါ့နော် ကဲဒါဆိုရင်ဒီဘက်မှာပါရင် information တွေပဲဒီဘက်ချမ်းမှာတော့ ANDN လေးနဲ့ဆက်လိုက်တဲ့အတွက်ကြောင့်လေဒါဆိုဒီချက်ကိုပထမ sentence နဲ့မတူဘဲနဲ့ compound sentence တွေကိုရစေတယ်။ information ကိုစုလိုက်တယ်ဆိုတဲ့သဘောလေးပဲပေါ့နော်။ ကဲပြီးတော့လို့ရှိရင်တချို့တို့ဒီမှာသုံးထားရဲဆို adjective clause လေးတွေသုံးထားတာမျိုးလေးတွေလည်းတချို့တို့တွေ့ရတယ်။အဲပြီးတော့ရင်နောက်ဆုံး sentence လေးမှာဆိုရင်လည်းပုံမှန်အားဖြင့် in his right hand ဒီအပိုင်းကိုတချို့တို့နောက်ဆုံးမှရေးရင်လည်းရတယ်။မရေးဘဲနဲ့တနည်းအားဖြင့် sentence intro ကိုပြောင်းစင်တဲ့အတွက်ကြောင့်မလို့ကိုအရှိကိုထုတ်ရေးထားတဲ့ comma လေးကုတ်ထားတယ်ဆိုတာကိုတွေ့ရပါတယ်ရှင့်။ဒါဆိုဒီ paragraph နဲ့ဒီ paragraph ဘာကွာသွားလဲဆိုရင်ပါဝင်တဲ့ information ပေးချင်တဲ့အချက်အလက်တွေတူတူပဲ။အဲဒါပေမဲ့ဒီ paragraph လေးကပို့ပြီးတော့ကြစ်လက်သွားတယ်။ sentence structure လေးတွေပို့ဆောင်သွားတယ်။အဲဒါဟုတ် ြည့်ချင်းအဖြစ်ဟိုဆီယမရဲ့စိတ်ထဲမှာကြတော့ဟိုဒါဆိုဒီကလေးက sudden structure တွေလိလာခူးတယ်ဝကြရဲ့သဘောတရားတွေနားလေတယ်ဆိုတဲ့သဘောမျိုးကိုမြင်မိစီမှာဖြစ်တယ်ရှင့်ကဲဒါဆိုဒီချက်တို့အဓိက writing မှာတော့လေအရေးအတွက်တွေများဖို့ထက်ဆိုင်တနည်းအားဖြင့်ကြည်ကြည်လည်လည်လေးနဲ့ကိုဖော်ပြချင်တဲ့အရေးအသွေးကိုထိထိမိမိရှိနိုင်မဲ့ sentence မျိုးတွေဒီချက်တို့ဦးစားပေးရမယ်နော်ဒီဘက်ချမ်းဆိုတာလုံးဝ simple ဖြစ်လို့ねဒါဆို basic level တွေကအစပြီးတော့ရေးလို့ရနေပြီ subject verb အဲဒါဆိုလိုအပ်တဲ့ other information subject verb other information ဒါနဲ့ပတ်သက်တဲ့ sentence structure တွေဒီပဲဒီပဲအချက်မှာတချို့ compound sentence မျိုးလေးလောက်ထားတာရှိတယ် adjective clause လေးတွေထည့်လိုက်တာမျိုးလေးရှိတယ် sentence ၄ချောင်းနဲ့ပါရင်တော့မှပဲနှစ်ချောင်းကိုတချို့မတူညီတဲ့ introduction လေးဖြစ်အောင် ly နဲ့ထုတ်လို့ရတဲ့အနေအထားဆို ly ထုတ်ပြီးတော့ comma လေးကုတ်လိုက်တယ်နေရာပြပုတ်အချိန်ပြပုတ်ကိုရှေ့ထုတ်လို့ရတဲ့အနေအထားဆိုရင်နေရာပြပုတ်အချိန်ပြပုတ်လေးကိုရှေ့ထုတ်ပြီးတော့ရေးထားတယ်ရှင့်နောက်ဒါဆိုကိုရေးတဲ့အခါမှာလည်းဒီလိုမျိုးလေးပြောင်းလဲပြီး practice လုပ်ကြည့်ပါ ကဲဒါဆိုရင်တခါလေးတချို့လို့လေ့ကျင့်လိုက်ရအောင်နော်ဒီဘက်ချမ်းမှာတချို့ကလေဝက်ကြတူတူလေးပြီးထားတယ်ဒီဝက်ကြ၅ချောင်းလုံးကိုကိုသည်တချောင်းနဲ့ဖြစ်သွားအောင်ပေါင်းရရမှတာဝန်လေးဖြစ်ပါတယ်နော်ဒါဆိုဒီ information ဒီ၅ချောင်းလုံးကိုတချို့လို့ဘယ်လိုမျိုးလေးတချောင်းနဲ့ပေါင်းပြီးတော့ information လေးတွေကိုကြည့်ကြည့်လေးဖြစ်သွားအောင်ရေးလို့ရမလဲဆိုတာကိုစူးစမ်းကြည့်ပါရှင်း